လောကမှာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာအနှောင့်အယှက်တွေတွေ့ရတတ်တာများတယ်ပေါ့တစ်ပင်များဟာတခြားတစ်ပင်နဲ့ပုံပြီးတော့မြင့်လို့ရှိရင်ဒေတိုက်တာပူခံရတယ်လို့ပဲလောကရဲ့အလယ်မှာမြတ်စွာဘုရားအလွန်ထင်ပေါ်ကျော်ကြားတော့စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့မလိုမုန်းတာပြောဆိုမှုခံရဆုံးမယ်လို့သူတို့ဆိုအရတမပုဂ္ဂိုလ်ခံရတာဘာဆိုလို့မလဲ ြောပတ်တော့တာမဟုတ်ဘူးမြတ်စွာဘုရားသခင် ကိုရုဏာတည်ပင်တယ်တရားရည်ရဲ့ကျူးစီပါကိုဆောင်ရွက်နေတဲ့အချိန်မှာလူသားတွေကဆန့်ကျင်မဲ့လှုပ်တဲ့လူတွေရှိသလိုနတ်တွေတဲကလည်းပဲဆန့်ကျင်မဲ့လှုပ်တဲ့နတ်တွေရှိကြတာအဲ့တော့မြတ်စွာဘုရားရဲ့ဘဝတစ်လျှောက်လုံးမှာမနက်ကဆန့်ကျင်မဲ့လှုပ်ပြီး အမြဲတမ်းနှောက်ရမှုတွေကိုပေးတာမာရတန်ယုတ်ဆိုရဲမှတ်တမ်းတင်ထားတဲ့တယုတ်ရဏိကေလာချမ်းတချမ်း25တုတ်ကိုမှတ်တမ်းတင်ထားတာဒီတွေပို့ပြီးတော့လဲရှိနိုင်တယ်ပေါ့နော်